အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေအင်ကာတာသမီအားလုံးတို့ဆက်ရှိရဆယ်လာ2025ကနေ24ရဆယ်လာ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုအဲကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲဒီတစ်ခါကလာမှာကျွန်တော်မိတ်ဆွေအင်ကာတာသမီတွေပေါ့လေအဲဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲကျမ်းမာကြီးအစားပြီးပြောကြပါဆိုဗျာနော် အဲကျမရဲ့ပတ်သက်အင်္ဂါသာသမိတွေဒီကရမှာအာုံကျုံးနဲ့ပတ်သက်တဲ့ယောဂတွေတွေကအဓိကထားဖြစ်တဲ့ကိန်းတွေမှာပါတော့တချို့အထူးသတိထားရမယ်နော်အဲခေါင်းမူခေါင်းခိုင်ခေါင်းနေအောင်နောက်ကြော်တွေတက်တာဇက်ကြော်ကြီးတင်းနေတာတွေညဘအိတ်မပြောတော့တာတွေကအစအဖြစ်ရတယ်ပေါ့နော်အကြံတော်လေးတွေဖြစ်နေတဲ့ကိန်းရှိတယ်အဲအာုံကျုံးနဲ့ပတ်သက်တဲ့ယောဂတွေတွေဖြစ်တဲ့အပြင်အထူးသဖြင့်ကျွန်တော်ဆက်ပြောချင်တာကအဲစိတ်နဲ့ပတ်သက်တဲ့ကျမရဲ့ဒီကိုပို့ပြီးသတိထားရမယ်နော်စိတ်ခန္ဓာမှုတွေအရင်ထက်စာရင်ပို့ပြီးတော့ပြင်းထန်တာလေးတွေနင်းထိုင်ဒေါသထွက်လွယ်တာမျိုးလေးတွေ စိတ်တွေလေးနေတာစိတ်တွေလေးနေတာတွေကအစားနောက်ဆုံးဖရားတွေပါရရှုပ်ဝင်နေသေးမရှိတာတွေဖရားတွေရှေ့ကိုလို့ဩဃသာဩဃသာလို့ရွတ်တဲ့အချိန်မှာပဲစိတ်ကတခြားရောက်နေတာတွေကအစားဖြစ်ရတဲ့ဂိမ်းတွေပါတယ်အဲအဲ့လိုမျိုးတွေဖြစ်ရင်တချို့လူတွေမှာတောင်တွေးမြောက်တွေပေါ့နော်ငါများလူများတွေမှာစုံပြောကနေလို့ထားသလားလို့ဘာလို့ညာလို့ရှောက်တွေးတာမျိုးတွေဖြစ်တတ်တယ်နော်ဘယ်သူမှအာရမလို့ပါဘူးဗျာနော်လောက်တယ်နဲ့ထိတဲ့ကိစ္စမှမဟုတ်တာဟုတ်အဲ့လိုတွေတော့ဘာမှတွေးမှမဘူးပါနဲ့ဗျာနော်အဲဒီကိန်းကြောင့်ဒီတိုင်းဖြစ်တာပါပဲထားပါတော့အဲ့တော့အကျမ်းမကြီးမှာအဲ့လိုအညာအခက်တွေတွေရှိတော့တခြားသတိထားမယ် အစားစာတွေနဲ့ပတ်သက်ပြီးစားတောက်တဲ့အခါမှာဒီကနေ့မှာဘုရခုနာနဲ့ပတ်သက်တဲ့အစားစာတွေမစားဘဲနေပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့ပဲเนาะအဲနောက်တစ်ခုအကျမ်းမအညာလို့ဆေးရုံဆေးခန်းတွေပါတယ်ပြမယ်ဆိုရင်တော့အဲတနင်္လာသာသမီဆေးရုံနဲ့ပြပြီအထူးသဖြင့်အရှိရက်မှာရှိတဲ့ဆေးရုံဆေးခန်းတွေမှာပြရင်ပို့ကောင်းမယ်အဲတနင်္လာနံလို့ခေါ်မှာပေါ့เนาะအဲဒီနေ့နံနဲ့စားတဲ့ဆေးရုံဆေးခန်းတွေမှာပြပြီးပို့ပြီးတော့အနားနဲ့ဆေးနဲ့တို့မယ်အများဆုံးအဲယောဂရှာဖွေတွေ့ရှိသွားမှာအနေထားလေးတွေအစားကြုံရပါလိမ့်မယ်ဗျာเนาะ နောက်တစ်ခုကကျွန်တော်အလောက်ကနေပတ်သက်ပြီးဆက်ပြောခြင်းတယ်အလောက်နဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါသားသမီးတွေကောင်းတာတွေအများကြီးရှိတယ်အညာလူတွေကလည်းယောနေတယ်ဘလို့ကောင်းလဲမင်းနှမျိုးရှိတယ်အလောက်မရှိသေးတဲ့သူတွေဆိုရင်ဒီကလာမှာအလောက်အသေးရတဲ့ gain ရှိတယ်နော်ဒါအပြင်ပြပသွားဖို့ဂျိုးစားနေတဲ့သူတွေဆိုရင်ဒီကလာကနိုင်ငံသွားလို့ကံအကောင်းဆုံးသောကလာတွေမှာပါတဲ့အတွက်နိုင်ငံထွက်ရတဲ့ gain ရှိတယ်နိုင်ငံသွားရတဲ့ gain ရှိတယ်သွားရင်လည်းအဆင်ပြေတယ်ဗျာနော်အဲ့တော့ပြပထွက်မယ်ဆိုတဲ့သူတွေဒီကလာမှာထွက်ပြေးအောင်ထွက်ပြေးကြပါ အလုတ်ပုံမှန်ရှိနေတဲ့လူတွေအလုတ်တစ်ခွက်ထဲမှာရှိနေတဲ့သူတွေကြတော့ဘာသွားဖြစ်လဲမင်းရင်လက်ရှိလုပ်တဲ့အလုတ်တွေကမလုတ်ရှင်တော့မနဲ့ပြောင်းရင်ရွှေ့ရင်ထွက်ကျင်တဲ့စိတ်တွေပေါ်လိမ့်မယ်အလုတ်ထဲမှာလည်းအထက်တွေကိုဖိအားပေးတာတွေလှုပ်ဖို့အကင်မဲ့တွေနဲ့သဘောထားမတိုက်စင်တာတွေဖြစ်မယ်နော်အဲ့တော့မွန်ချက်နေတဲ့လူမျိုးတွေဖြစ်ပြီးတော့အလုတ်လုတ်ရှင်တွေမရှိတော့ဘူးပေါ့ဗျာအဲ့တော့လက်ရှိလောက်ကနေထွက်ပြီးတော့တခြားလူတို့ကပြောင်းရွှေ့ကျင်တဲ့စိတ်တွေပေါ်တော့အဲထွက်ခိုင်ရင်ကောင်းလားလို့မေးပြန်ရှိတယ်ပေါ့နော် အဲ့တော့ထွက်ချင်တယ်ဆိုလို့ရှိရင်တော့တခြားအလုပ်တစ်ခုဘိုင်းနေရှိတယ်ဆိုတော့ထွက်ပေါ့အဲ့လိုတစ်ခုဘိုင်းနေမရှိဘဲနဲ့ထွက်လိုက်မယ်ဆိုရင်အဲဂျားထဲမှာအလုပ်တစ်ခုရှာရတာနည်းနည်းလေးခက်သွားတဲ့သဘောရှိတယ်ရလာတော့ရမယ်သို့တော့နည်းနည်းလေးခက်တာလေးနည်းနည်းကြံ့ကြာတာလေးတွေဖြစ်တော့စိတ်ရှည်နိုင်မယ်ဆိုတော့ထွက်ပေါ့လေအဲကျွန်တော်အလုပ်ပဲအကြံပေးခြင်းနဲ့ထွက်သည်ဒီကလာမှာ तू ဟာပြည်တွင်းပြပခီဝေခီနီနှစ်ခုသလုံးသွားတဲ့ဂိမ်းတွေမှာပါတဲ့အတွက်ခီသွားလုပ်ငန်းတွေလုပ်တဲ့သူတွေဆိုတော့တော်တော်လေးအားကောင်းနေပြီနော် အေဂျင်စီတွေပါတယ်ဆိုဒီကလာမှာအရန်ကောင်းတာပေါ့လူတွေပါတယ်ပို့ရတာတွေအရန်ကောင်းတဲ့ထဲမှာပါပါတယ်ပြေနော်အငွေချေးနဲ့ပတ်သက်လို့ရှင်တော့အင်္ဂါသားသမီးတွေဒီကလာမှာငွေချေးအစုလိုက်ပြုံလိုက်ရတတ်တဲ့ဂိမ်းတွေရှိတယ်ပြေနော်အဲတချို့လူတွေဆိုရင်ထီပေါက်သလိုထီမပေါက်ဘူးဆိုခဲ့ရင်တော့မှသူကဘယ်လိုပြောမလဲအမွေရသလိုအမွေမရရင်တော့မှဗျကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတစ်ခုခုကြီးကြီးမားမားရောင်းထွက်တာပေါ့အဘဘကားတွေပါတယ်ရောင်းလိုက်လို့ပတ်စံတွေအများကြီးရတာတို့ခြံတွေပါတယ်ရောင်းလိုက်လို့ပတ်စံတွေအများကြီးရတာတို့အိမ်တွေပါတယ်ရောင်းလိုက်လို့ပတ်စံအများကြီးရတာတို့အဲဒါမျိုးတွေတွေသွားဖြစ်တဲ့ဂိမ်းပါတယ် အရာတွေကိုအကြောင်းပြုပြီးတော့ငွေကြေးအများစားဝင်လာတတ်တယ်။အဲ့တော့အဲ့လိုကွန်ပျူတာရောင်းထွက်ခြင်းတဲ့သူတွေဆိုလည်းဒီကာလမှာရောင်းထွက်ဖို့တော့အကောင်းဆုံးသောအခွင့်အရေးရတဲ့ရက်တစ်ပတ်တာကာလထဲမှာသွားပါနေတယ်ဆိုတော့လေးသိသိချင်းနေပြောနော်။ကိုပိုင်စီဝိုင်းလုံးကတခုလောက်ကနေတဲ့သူတွေဆိုရင်ဒီကာလမှာတနင်္လာနံနဲ့ပတ်သက်တဲ့ကွန်ပျူတာရောင်းဝယ်ဖောက်ကအမရန်ကောင်းတာပေါ့။ကားအရောင်းဝယ်လုပ်တာတွေအရန်ကောင်းတယ်၊ခြံအရောင်းဝယ်လုပ်တာတွေကောင်းတယ်၊ကြောက်အရောင်းဝယ်တွေပိုကောင်းတယ်နော်။ငွေကြေးကိုလည်းလုပ်ငန်းတွေအစကစားလို့ကောင်းတာပေါ့လှုပ်လို့ကောင်းတာပေါ့နော်။အဲ့ဒီလုပ်ငန်းတွေမှာယင်းနှမြုံတော်ပြီးထက်ပြီးလုပ်ပြအောင်လုပ်ပေးစေချင်တယ်။ ပြီးတော့အင်္ဂါသားသမီးတွေဒီကာလမှာအငွေချေကောင်စိတ်မပူရတော့လည်းပဲဘာလို့သွားစိတ်ပူလဲဆိုတော့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအနောက်အရှက်လေးတွေကြုံရတယ်လူမှုလို့ပြောလို့ရှိရင်နည်းနည်းလေးကြီးတယ်ဗျာနော်နည်းနည်းလေးအပိုင်းပိုင်းလေးတွေခွဲပြောမှရမယ်အဲ့ဒါဘာလဲဆိုတော့ပထမဦးဆုံးကမိသားစုကြီးရဲ့ပြဿနာလို့ခေါ်ပါဘောနော်မိဘနဲ့သားသမီးနည်းနည်းစိတ်တော်ရမှာတိုက်ဆိုင်တာလေးတွေအဲဥပမာသားသမီးကြောင့်စိတ်ညစ်စိတ်တော်ကရောက်တာမျိုးလေးတွေဆွေမျိုးညီကောင်မောင်နှမတွေကိုအချောင်းပြပြီးတော့စိတ်တော်ကရောက်တာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တတ်တယ် အိမ်တော်ကြီးလို့ခေါင်းစဉ်တက်တယ်ဆိုတဲ့အခါမှာတော့အိမ်တော်ကြီးမှာသူကမမျိုးဖြစ်တာကိုရိုးတနာကကြတော့အိမ်တော်ကြီးမှာကိုဘကဖြစ်စေကိုချစ်သူအိမ်တော်ဘကဖြစ်စေပေါ့နော်တတိယတယောက်ပေါ်တယ်ပေါ်လာများအောင်များတာပေါ့သုံးမဆိုင်ပြဿနာတွေဖြစ်ပြီးအဆင်မပြေဘူးဖြစ်တယ်တချို့ကကြတော့အဲ့လိုမျိုးဂျာလူနောက်ဆက်ကငွေနောက်နေတဲ့ဝင်တာမျိုးမဟုတ်ဘဲနဲ့နှစ်ဖက်သောဆွေမျိုးညီကိုမွန်တော်တွေကတစ်ဖက်ဖက်ကဝင်တာပေါ့ ရောက်ခွန်ရနေနဲ့မတည့်တာတို့အစင်မပြေတာတို့စသည်အားဖြင့်အဲဒါမျိုးတွေသွားကြောင်းဝတ်တဲ့ဂိင်းကြီးတွေရှိပြီးတော့အနောက်ရှက်တွေဖြစ်ရတဲ့အခမ်းမသိအိမ်ဘဝစင်နာနေကွယ်လူလူပြလူလူကွယ်တာပြတာတွေအားစာဖြစ်ရတဲ့အဲ့တော့မဖြစ်အောင်တော့အတက်တန်ဆုံးနေမယ်အဲ့လိုဖြစ်ခဲ့လို့ရှိရင်စီးပွားလက်လာပါတွေပြိတ်တဲ့ဂိင်းကြီးမှာပါတဲ့တို့ကအထူးသတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ဒီကရမှာချစ်သူမရှိတဲ့သူတွေလည်းချစ်သူရတတ်တဲ့ခင်ရှိတယ်။ရရင်လည်းလက်မခံပါနဲ့မကောင်းပါဘူးနော်။ဒီကရမှာဆောင်ရတဲ့ချစ်သူတွေကကောင်းတဲ့ချစ်သူတွေမဟုတ်ဘူးဆိုတာလေးသိသိချင်းနဲ့ အဲ့တော့ငွေကြေးစည်းဘွားကိုအဓိကထားပြီးရှာမယ်အလုပ်ကိုကျူသားပြီးလုပ်ပေးဖို့အကြံပေးခြင်းနဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဆက်ပြောမှာတော့အာနာနဲ့အာနာနာနဲ့ပဲပြောမှာပဲတစ်ဖက်မှာခုနကချမ်းမာရေးနဲ့ပတ်သက်ပြီးစိတ်နဲ့ပတ်သက်ပြီးတော့အဲဖြစ်တဲ့ရောဂါလေးတွေဖြစ်တဲ့ဆိုတော့ဒီကနေ့မှာစာရိပါရီချက်ရှင်သိမရှိဘူးဗျစာရိပါရီချက်မယ်ဆိုလို့ရှိရင်လည်းစာထဲမှာအပြည့်အဝအာယုံမဆောင်မဆိုင်နိုင်ပဲနဲ့အိတ်ချင်းတို့တို့တွေပြင်းတာမျိုးတွေထုံထိုင်းတာတွေအစားဖြစ်တဲ့ကိစ္စတွေမှာပါတော့အဲဘာသာရေးတော့ PPC တွေလုတ်ပေးပါလို့အကြံပေးလို့တာပေါ့ဗျာနော် အဒီကနမှာပတ်သက်သူဘသူပဲဖြစ်ဖြစ်တနင်္လာသားသမီးတွေနဲ့အတူတူလုပ်မယ်တနင်္လာသားသမီးတွေအကျိုးပေးမယ်တောက်ကြသားသမီးတနင်္ဂနွေသားသမီးရောကိုယ့်ကိုကောင်းကောင်းကြီးစိတ်တော့ပေးလိမ့်မှာဆိုတော့ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အထူးအထူးသတိထားပြီးသူတို့ကိုအကြောင်းပြုပြီးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မဲ့ချစ်သူအိမ်တော်ဘက်ကအိမ်နေသားသမီးဆိုတော့ပြဿနာကြီးကြီးမားတက်စီရရှိတယ်။ခရီးတော်တော်လေးစိုက်ပေးရမယ်နော်။အဲ့တော့အင်္ဂါသားသမီးတွေအောင်တော်ဘာလာ20 21 23 24အဲ့ရက်တွေကတော့အမရန်ကံကောင်းတဲ့ရက်အပိုင်းခြားတွေမှာဖြစ်တယ်။ မိကောင်စုပေါင်းတွေရဲ့ကုညီဆောင်ကြောင်းမှသာမှုတွေရလိမ့်မယ်။ပညာအကြံဉာဏ်နဲ့အမှန်တရားကိုလက်တွေ့ကျင့်သုံးနိုင်တာကြောင့်ကိုယ့်ရဲ့တကူဩဇာအာဏာတွေပို့ပြီးကြီးထောက်လာတဲ့အနေအထားလေးတွေဖြစ်လိမ့်မယ်။ပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးကြက်တဲနေတဲ့သူတွေအဲ့ခါလာမှလက်လက်ပါတွေပွင့်ပြီးတော့အလိုလိုအလောက်ကိုင်းနေအစဉ်ပြေလာမယ်ငွေအဆုရပြေလာရတာမျိုးတွေအားစားကြုံဝတ်တယ်။ပြီးတော့အဲခီဝေခီနီနှစ်ခုတလုံးသွားတယ်ဘာသာရေးနဲ့ဆက်နွယ်တဲ့ကိစ္စတွေမှာပါဝင်ဆောင်ရွက်ရတာမျိုးတွေအားစားအကျုံးရတဲ့ကိစ္စတွေမှာပါတော့အမရံဝန်တာဖို့ကောင်းတယ်နော်။အောင်တို့ဘလား၁၈၁၉ 22ရက်အရက်တွေမှာတော့အညာအခိုက်တွေရှိနေတယ်။အဲကိုစုပ်အနေနဲ့အရာတစ်ခုကမသိလို့မားနေတယ်ဆိုတော့သိတဲ့သူတွေပြောရင်တော့လက်မခံဘဲနဲ့အသေးခံပြီးတော့ဖတ်ရလို့တဲ့စိတ်ခေါင်းမာလို့နဲ့အချင်းပြီးသားကြောင့်ပြဒနာအနောက်အချက်တွေကြုံရတဲ့ကိန်းရှိတယ်လူမှုရေးနဲ့ပတ်သက်ပြီးအချက်တွေအကျိုးနဲ့ဖြစ်တဲ့ကိန်းပါတဲ့အတွက်အထူးသတိထားပါသွားလာလို့ရှားရင်ထိမိခံပြီး accident ဖြစ်တာဆိုင်ငယ်တို့ကားတို့ဒါမျိုးတွေရာစာကြုံရတဲ့ကိန်းတွေမှာပါတဲ့အတွက်အထူးသတိထားပေးဖို့အဲ့ရပိုင်းတွေမပေါ့ဆက်ကဘူးနော် တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုပေါ့နော်အပြေဝါရကျင်တယ်ဆိုရင်အညူရောင်ရှူရောင်အပြာရောင်အရင်နတ်ပြာရောင်အဲ့ဒီအရာတွေကိုအဓိကထားဝတ်စင်သုံးဆွဲပေးပါဒါအပြင်ဂျာပန်ကန်နမာပန်ပြုလို့ရှိရင်ဒီကအဲကြာပန်းကရမပန်းပြုလို့ရှိရင်ရွှေပန်းငွေပန်းကြောက်သိမ်းပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်တဲ့ဖခင်မှာဖခင်မှာကတ်တာပဲဖြစ်ဖြစ်နေရင်အဲ့ခါနေမှာအလားပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါ။ ဲ့တော့ဒီတစ်ခါကလာမှာကြုံရတဲ့အညံ့တွေกินပြီးကောင်းတဲ့ကံတွေပိုကောင်းအောင်မလုပ်ကမလဲဆိုတော့အဲဘော်ဂူနံဖျားမှာပေါ့လေရက်ဖြူရှစ်လက်ကိုအဲရက်ဖြူပေါ်မှာကိုဖြစ်စင်တဲ့ဆန္ဒလေးတွေချရေးပြီးတော့အဲအဲဘော်ဂူနံဖျားအဲဘော်ဂူတောက်ကဖျားမှာပေါ့လေလူပြအောင်လူတန်းပေးလိုက်ပါဗျာနော်ဒါဆိုတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုရေးကောင်းသွားပါလိမ့်မယ်ပြီးတော့မြတ်စွာဘုရားကိုလည်းရှုထမင်းလေးကက်ဖြစ်အောင်ကက်လူပေးလိုက်ပါ ကောင်းတဲ့ကံတွေပိုကောင်းပြီးမကောင်းတဲ့အညံ့တွေကတော့အိမ်ကံမှုချပြပြောက်သွားပါလိမ့်မယ်အစသအရာရာအဆင်ပြေပါစေလို့ကျွန်တော်ဆုမကောင်းတောင်းမိပါတယ်ခင်ဗျာ